အစိုးရပုဂ္ဂလိကပူပေါင်းကယထာလက်မှတ်များကိုအွန်လိုင်းမှာသိမ်းရောင်းချနိုင်ရေးဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစိုးရပုဂ္ဂလိကပူပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ယထာလက်မှတ်များကိုအွန်လိုင်းမှာသိမ်းရောင်းချနိုင်ရှိအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့လို့မြမမီယထာမှသိရပါထိတ်မြမမီယထာအနေနဲ့ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန်အတွက်ယထာလက်မှတ်များကိုအွန်လိုင်းမှာသိမ်းရောင်းချခြင်းနဲ့ငွေပေးချေခြင်းစနစ်ကို အစိုးရပုဂ္ဂလိကပူပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပြီးမကြာခင်မှာနေဝေးယထာလက်မှတ်များကိုအွန်လိုင်းမှာသ တဆင့်ငွေပေးချေဝယ်ယူနိုင်တော့မယ်လို့သိရမှာထိအစိုးရစနစ်အတူပထမအဆင့်အနေနဲ့ရန်ကုန်မန္တလေးရန်ကုန်မော်လမြိုင်ရန်ကုန်ပြည်ပုဂံရထားလမ်းပိုင်းစားထိလမ်းပိုင်းသုံးခုမှာရှိတဲ့ဘူသာရုံတွေမှာလိုအပ်တဲ့အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းစုံဝဲရေးဆွဲခြင်းတို့ကိုဆောင်ရွက်နေပြီးတတ်မှတ်တည်ဆောက်ရေးကာလ6လအတွင်းမှာပြည်ပြအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရမှာထိပ် ဒါကြောင့်မကြမီကာလာအတွင်းမှာအွန်လိုင်းမှာသက်ဆင်လက်မှတ်ရောင်းချခြင်းစနစ်ကိုရန်ကုန်မန္တလေးယထာလမ်းပိုင်းအတွင်းပြေးဆွဲပေးနေတဲ့လူစည်းယထာတွေမှာရှေ့ပြေးစမ်းသပ်အစီအစဉ်နဲ့ဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။